ော်မြကြီးရဲ့ပုံတူတော်ကိုတစ်ခါသုံးခါမှရိုက်နေတဲ့ကိစ္စပေါ့နော်။ဒါဒါဟာဘုရားဘာသာဝင်တွေထုတ်မြတ်ထားရာဒီဆွေကုံစည်းတော်ဆိုတာတကယ်ယေရှုတပေါ်ဆွေကုံ။ဘာကြောင့်ဒေါ်စုကြည်ကိုဖះကိုဖယ်ပြီးဖះနံမှာဒေါ်စုကြည်ရုပ်ထုကိုဒေတာကိုကိုကြတယ်လေမင်းရဲ့။နောက်မှာနေရင်စေးရေးပကြီးရှိ။အဲ့ဒီနေစေးတော်ဝင်းအတွင်းမှာဒေါ်စုကြည်ရဲ့ရုပ်ထုကိုဒေတာကိုကိုကြတဲ့အခါကျတော့ဖះကိုဖယ်ပြီးဒေါ်စုကိုကိုကြတဲ့အမိသား။ချက်ကောင်နောက်နေ၁၈နောက်နေ၁၈ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အမိခံကြီးသူတို့ဘဝတည်ရောက်ရှိရနေလေနော်။ KNU နဲ့မြန်မာရောက်နေတဲ့သူတွေတွေ KNU ကျွန်ဘဝနဲ့ပဲသူတို့ဘဝက နေဝင်ချင်ရောက်ပြီးတော့သူတို့ကလမ်းဆုံးသွားပြီးတော့ကရားရင်နေမှာရောက်နေတဲ့လူတွေကလည်းကရားရင်ကြုံဘဝနဲ့ပလောင်နေရှိမှာရောက်နေတဲ့ PDF တွေဒီလည်းပလောင်နေရဲ့အခိုင်းအစီကြုံဘဝနဲ့ကိုကန်နေရှိမှာရောက်နေတဲ့ PDF တွေလည်းကိုကန်ကြုံဘဝနော်ရခိုင် EA ရှိမှာရောက်နေတဲ့ PDF တွေဒီလည်း EA ကြုံဘဝနဲ့ပါဘဝနေဝင်ချင်ကိုသူတို့ဇက်ကူးသွားရလိမ့်မယ်သူတို့ဒီသူတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာနေတော်တဲ့မှာဆုံးပြီးတော့ EA ကို EA အောင်ခံတိုင်းရတဲ့လက်မှတ်ကန်ဖွင့်အနေခံထားတဲ့တောင်ချမ်းသူတွေရဲ့လောက်အောက်ခံလက်ဝေခံကြုံဘဝနဲ့တာသူတို့ဘဝတွေဇက်သိမ်းသွားကြပါလိမ့်မယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2028ရောင်ရင် PDF တွေဘောကနေဝင်ချင်းရောက်သွားပြီလို့မပူးဒုခံမှန်းလိုက်တဲ့ရုပ်တံအပြင်အမြန်လန်းကရွှေပုံလင်းဆိုင်မှာဖျားစီဒီပုံတွေတစ်ခါသုံးခွက်မှာရိုက်နေအုံပြုနေလို့တက်ဆိုင်ရာကစစ်ဆေးတင်စီသွားတဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။ အမြန်လန်း39မိုင်ယင်ယနာစခန်းရှိရွှေပလင်းစာတောက်ဆိုင်မှာဖျားစီတီပုံများရိုက်နေထားသောတခါသုံးခွက်များကိုအုံပြူနေကြောင်းတွေ့ရလို့တက်ဆိုင်ရာအုပ်ချုပ်ရေးနယ်ရဲတပ်ဖွဲ့ကစစ်ဆေးသိမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဆိုပါရွှေပလင်းစာတောက်ဆိုင်တွင်ကော်ဖီနဲ့လက်ဖက်ရည်များထက်ကရောင်းချနေတဲ့တခါသုံးခွက်တွေမှာဖျားစီတီပုံနဲ့မြို့တော်ခန်းမှာ ကရဝိတ်စတဲ့ပုံတွေထည့်သွင်းရိုက်နှိပ်ထားကြောင်းတည်င်းအရာနေမြေကန်ထွေထွေအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနဲ့ရဲတပ်ဖွဲ့ဝင်များမှတွားရောက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ရာထပ်မံပြီးအတုံမပြူရသေးတဲ့စီဒီပုံမှတစ်ခါသုံးခွက်တွေကိုလည်းတင်စီခဲ့တယ်လို့ဆိုပါရယ်လူမှုကွန်ရက်မှာဝေဖန်မှုတွေများလာလို့ပြီးခဲ့တဲ့မတ်လ16ရက်နေ့ပိုင်းကဖရာကြီးအပိုင်းက ထွေအုပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေစစ်ဆေးတော့အဲ့ဒီဖျားစီဒီပုံမှာတခါ၃ခွက်တွေအုံမပြူရသေးတာ25ခွက်တွေ့လို့တိမ့်သွားတယ်လို့ပြောတယ်တခြားအေးအယူမှုဘလို့ရှိလဲတော့မသိသေးဘူးဝေဖန်သူတွေကတော့တာသနာရေးကိုထိခိုက်အောင် လုပ်တယ်ပြောသူနဲ့မြန်မာပြည်ရဲ့အထင်ကရနေရာတွေကိုအမှတ်တရစိတ်တစ်ခုအဖြစ်ဖော်ထုတ်ပြတရားရောက်တယ်လို့ အကောင့်ဘက်ကရောအစိုးဘက်ကပါဝေဖန်နေကြတာလို့ဖရာကြီးမျိုးမှနေထိုင်တဲ့ဒေသခံတယောက်ကပြောပါတယ်။တခါသုံးကွက်တွေမှာဖရာစီတီပုံထည့်သွင်းရိုက်နေတာနဲ့ပတ်သက်ပြီး39မိုင်ကရွှေပုလင်စားတောက်ဆိုင်ကအတုံးမပြူရသေးတဲ့စီတီပုံပါခွက်တွေကိုတင်းစစ်တာတာတည်ရပြီးရင်းခွက်တွေကိုထုတ်လုပ်သူအားအေးအေးယူခြင်းရှိမရှိကိုတော့မသိရသေးပါဘူး။မင်္ဂလာပါမျိုးကြီးကျွန်တော်မဘူးတူပါသေးပါရှင်ဒီနေ့နောက်25ခုနဲ့မှ26ရက်နေ့ဖြစ်ပါတယ် ။အဲဒီရက်တည်းလူမှုကွန်ရက်မှာလူပြောများပြီးတော့ပြန့်နှံ့နေတဲ့တကယ်ပေါ့ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ရန်ကုန်မင်းလေးအမြင်လဲမှာရှိတယ်၊ရွှေပြည်လင်းစားတောက်ဆိုင်မှာ။အာဒီကော်ဖီခွက်တစ်ခါသုံးခွက်တွေမှာချူတီကုန်ကြီးတော့မြင်းကြီးရဲ့ပုံလူတော်ကိုတစ်ခါသုံးခွက်မှာရိုက်နေတဲ့ကိစ္စပေါ့နော်။အာဒါဟာဘုရားဘာသာဝင်တွေထုတ်မြတ်ထားရာဒီချူတီကုန်ကြီးတော့ဆိုတာတကယ်လေးစုတက်ပေါ့ချူတီကုန်ပေါ့နော်။ကျွန်တော်တို့ဒါဗီဒီဓမ္မတေတီအော်ဒီနာဂျီဒီပီပေါ့ဟာဂျီဒီလို့ခေါ်ရဲဂျီဒီလေးမျိုးဟော စူးပေါင်းပြီးတော့တခြားနေစီတော့မြေကြီးဖြစ်တဲ့အတွက်ဒီလိုမျိုးပြားပုံတော့တွေကိုတစ်ခါသုံးခွက်တွေမှာအသုံးပြုရမှာမသိပြရောပေါ့နော်။အဲဒါကြောင့်မလို့တိုက်ချားမှုတွေရှိတဲ့ခါကျတော့သက်ဆိုင်ရန်ကနေအာစုံလန်းနေစစ်ဆေးပြီးတဲ့ခါမှာဒီရှုပ်ပင်းစားသောက်ဆိုင်မှာအသုံးမပြုရသေးပဲနဲ့ကြက်ရှိနေတဲ့ဒီတစ်ခါသုံးခွက်တွေကိုသိမ်းဆည်းလိုက်တဲ့ဆိုတဲ့ကိစ္စ။ဒီကိစ္စပေါ်မှာတစ်ခါသုံးအုပ်စုတွေကပြောကြတယ်ဟာဘာသာရေးရဗုဒ္ဓဘာသာတွေကအဆောင်ရောက်တယ်ပေါ့နော်။အာဗုဒ္ဓဘာသာတွေဘာဖြစ်နေများဖြစ်နေဆိုတဲ့ဝန်ထမ်းမှုတွေရှိတာပေါ့။ဆိုတော့ခင်ဗျားတို့ကအဲ့ဒီအဆောင်ရောက်မှုမရောက်မှုနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်လေးတစ်ခုကိုကျွန်မကဥပမာပေးပြီးလိုက်ရှင်းပြမယ်။အဲ့ဒါဘာလဲဆိုတော့ဒီကျွန်မတို့ အင်ဒီချင်းနိုင်ငံဘင်္ဂလားဒေ့ရှ်မှာပဲဖြစ်သွားတာအဲ့ဒါကဘင်္ဂလားဒေ့ရှ်မှာအစ္စလာမ်ဘာသာဝင်တွေရှိတယ်လို့ဟိန္ဒူဘာသာဝင်တွေလည်းရှိတယ်အဲ့ဒီမှာဟိန္ဒူဘုရားအကြောင်းမှာရှိတယ်ဘုရားယုထုရဲ့သူတို့ဟိန္ဒူတွေဆိုရှိဝါနတ်ဘုရားပေါ့နတ်ဘုရားယုထုရဲ့ချင်းရင်းမှာအစ္စလာမ်ဘာသာတွေရဲ့ကိုဝံကျမ်းတို့ကိုဝံကျမ်းပဲပေါ့သူတို့ပြောတယ်ကိုဝံကျမ်းပဲဘုရားယုထုဟိန္ဒူဘာသာရှိဝါနတ်ဘုရားရဲ့ယုထုရဲ့ချင်းရင်းနာမှာအစ္စလာမ်ဘာသာဝင်တွေကိုကိုွယ်တယ်ကိုဝံကျမ်းမျက်စာအုပ်ကြာနေတယ်ပေါ့ကွဒီစုံတယောက်ကရွေးရတဲ့ရှိရှိပြစ်ချခဲ့တာလည်းရှိရှိနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကိုတို့ ဟိန်းလူပြားရဲ့ချင်းရင်မှာသူတို့အစ္စလမ်ဘာသာဝင်တွေရဲ့ကိုယ်ဝန်ကျမ်းမြတ်ကိုဒီလိုမျိုးလုပ်ရပါမလားဆိုပြီးတော့အဲ့ဒီဟိန်းလူပြားကြောင့်ကိုလူအကြီးနဲ့ဝိုင်းပြီးတော့မိရှုဖြက်စီးခဲ့တဲ့ဖြစ်စဉ်တာတကားရှိတယ်။ဆိုတော့ကျွန်မဆိုလိုချင်တဲ့အကြောင်းအရာကတော့ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ယုံကြည်ရဖို့မိမိတို့အသက်နဲ့ရှင်ပြီးတော့ကာကွယ်ဆောင်ရှောက်လိမ့်ရှိတယ်ဆိုတဲ့သဘောတရားကိုကျွန်မပြောချင်နေဖြစ်ပါတယ်။ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ရဲ့ကိုယ်ပွဲရာတင်းနှလုံးတွေကိုထိပါစော်ကားခံရလို့ရှိရင်ခုလိုမျိုးတုံ့ပြန်တတ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်မကပြောဆိုချင်ဖြစ်ပါတယ်။ဒီနေရာမှာမတူတဲ့ချက်တော့ကနေကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတကာနိုင်ငံမှာဖာတာလင်းစေပွဲစီသူဟာနိုင်ငံတော်ရဲ့အုပ်ချုပ်သူနိုင်ငံတော်သမရနိုင်ငံကြီးရဲ့တာဖြစ်တယ်။နိုင်ငံကြီးကသာလေနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာသာသနာကိုနေလိုလာလို့လီးစင်နိုင်တယ်လို့ကွဲစင်နိုင်တဲ့အနေထားလည်းရှိတယ်။လက်ရှိမှာနာဆာကအင်ဆောင်ဆိုးရသည်သာသနာတော်ကိုဗုဒ္ဓဘာသာကိုအလေးအနက်ထားတဲ့အတွက်အခုလိုမျိုးအသေးပွဲကိစ္စလေးရဆကျွန်တော်တို့အချိန်မီတားဆီးနိုင်နေပဲ။ရှေ့မှာဗုဒ္ဓဘာသာကိုအလေးနဲ့မထားဘဲနဲ့ဘာသာရေးဟာနိုင်ငံရေးမှာဝင်ရမဆုံးဖက်တင်ပါဘူး။လူသားရေးဟာဒီဘက်ခင်မှာလုံးမဖြစ်တော့ပါဘူးဆိုတော့ဒေါ်ဆန်းစုကြည်ဆိုတာလက်ထက်မှာ ဲ့ဒီကိစ္စကြီး2019ကဖြစ်ခဲ့တာ2019မလိုင်မြို့နယ်ရွှေဘော်ကျွန်းနဂယုံဖုရားသာသနာနယ်မြေအတွင်းမှာဓမ္မတော်ကဒီမလိုက်မြို့နယ်ရွှေဘော်ကျွန်းနဂယုံဖုရားသာသနာနယ်မြေမှာဒီရွှေဘော်ကျွန်းကျောင်းနယ်ဆရာတော်ဖုရားရဲ့ရုပ်ထုကိုဒီကောက်ပူပယ်တာရှိတယ်။အဲ့ဒီဟိုဖုရားနဂယုံဖုရားတော်ကိုတွေ့မှာပေါ့နော်။အဲ့ဒီမှာဒီကျောင်းနယ်ဆရာတော်ရဲ့ရုပ်ထုကိုဖယ်ပြီးတော့ဖုရားနဂယုံဖုရားအတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ထုကိုဖုရားအမှတ်နဲ့ဒီထားပူပယ်ကြတယ်။ ။ဒါကြောင့်ဒေါ်စုကြည်ကိုဖះကုန်ဖယ်ပြီးဖះနံမှာဒေါ်စုကြည်ရုပ်ထုကိုဒေတာကိုကိုယ်ကြားတယ်လေမင်းရင်။နောက်မှာနေရင်စေးပကြည်လေးရှိ။အဲ့ဒီနေရင်စေးပကြည်ကဘာလဲဆိုလို့ရှိရင်ဒီဟိုပိစတဲ့ငါနဲ့တာဘေလူဝါဆောင်ကိုတည်နေတယ်နော်။တခြားမင်းကချီးပြူဆောင်တယ်၊ပြမမင်းကခရူးစင်းမှုတ်တယ်။စသည်ဖြင့် မတလီနဲ့သားပေါင်းရဲ့နဲ့သားနဲ့တမီးတွေကဒီပုံတော့ကဘာနဲ့တူလဲဆိုလို့ရှိရင်ဘာမှမစော်ပြသည်။အတောက်လေးနဲ့နေပြီကနေပြီးသင်္ကန်းကိုဒီကိုပြန်ကြွတဲ့အခါမှာဆွေးဆောင်တဲ့ငွေဆောင်တဲ့နေကနေပြီးတော့လက်ပြမာလေးပို့ဆောင်တဲ့ပုံကိုပုံပေါ်ထားတဲ့နိုင်ငံစည်းပတိရှိတယ်။အဲ့ဒီနိုင်ငံစည်းပတိရဲ့အရှိမှာမကယုံဖျားပရဝဘုရားဝင်းအပြင်မှာတော့သူ့ကြီးရဲ့ရုပ်ထုကိုဒီထားကိုပဲတဲ့အခါကျတော့ဖျားကိုဖယ်ပြီးတော့သူ့ကိုကိုယ်ပဲတဲ့အနေထား။တော့အဲ့ဒီပုံကိုတော့ရှင်းနှစ်ပတ်လောက်ကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်မ YouTube မှာတင်ထားတာရှိတယ်။တော့ဒါဒီသဒ္ဒနာဘုတ်တိတ်ကိုညှိုးနှိုင်းစေတာမဟုတ် ဒါကဟိုတချို့တွေပြောလိမ့်မယ်ဟာဒေါ်ဆန်းစုကြည်ကဘုန်းကြီးတွေကိုမတက်ခဲ့ဘူးဒေါ်ဆန်းစုကြည်ကဘုန်းကြီးတွေကိုတက်ခဲ့တာမဟုတ်ဘူးအဲ့ဒီလောက်ရက်ကိုကြည်ချင်းအားဖြင့်ဒေါ်ဆန်းစုကြည်ရဲ့နောက်လိုက်တွေတာသနာတော်ကိုတက်ခဲ့ချင်းဖြစ်တယ်ဒီကိစ္စပေါ်မှာဘယ်သူကမှပြစ်ပေးရေးယူခြင်းမရှိပဲနဲ့အဲ့ဒီမလိုက်မြို့နယ်လေဒီပါတီဝင်ပါတီကဘာပြောလဲဆိုတော့ NLD ပါတီတွတ်တော်မကပြောတယ်ဒီကိစ္စကကျွန်တော်တို့ NLD ပါတီနဲ့မဆိုင်ပါဘူးမလိုက်မြို့နယ် NLD ပါတီကလောက်တာမဟုတ်ပါဘူးဆိုပြီးတော့ထပြီးတော့အကြောက်တန်ကြီးနေတယ် ်နီးနာနဲ့နေပြီးပါတယ်တကယ်ဆိုရင်ဒီကိစ္စကကျွန်တော်တို့လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေနေမှာဒီလိုလာလုပ်တာကိုလည်းကျွန်တော်တို့လက်မခံပါဘူးเนาะဒီလိုမျိုးလုပ်တဲ့သူကိုလည်းကျွန်တော်တို့စောင့်ဆန်းစစ်ဆေးပြီးအဖြစ်ပေးအေးယူပါမယ်ဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုကိုကျွန်တော်တို့ပြည်သူကလိုချင်တာဒီရုပ်ထုဆိုတာကတရက်နှစ်ရက်နဲ့လုံးလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးအ ਨੇ ဆုံး၅ရက်တပတ်အချိန်ပေးပြီးတော့ထုရတဲ့ရုပ်ထုဖြစ်တယ်ဒီရုပ်ထုကြီးကိုဒီပြားဝင်းထဲမှာဒီလိုထုနေတာကိုမသိစရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီအမှုတွေလည်းပဲတရက်ခန့်မပေါ်ပဲလက်သက်မပေါ်ပဲလည်းပြီးသွားခဲ့တယ် ဒီလောက်ထိသာသနာတော်ကိုခိခိုက်ဆော်ကားပြီးတော့သာသနာကိုရင်ရင်ကျဲကျဲအလုပ်နေတဲ့တက်ခဲကိစ္စတွေမြန်မာနိုင်ငံမှာမှန်တယ်ဖြစ်ခဲ့တယ်။အဲ့ဒီကိစ္စတွေပေါ်မှာသာသနာကိုလင်းစေ꿰စေသူဟာနိုင်ငံတော်အုပ်ချုပ်တဲ့သူဖြစ်တဲ့အတွက်နိုင်ငံအုပ်ချုပ်တဲ့သူဟာသာသနာကိုလင်းစေမဲ့အစားသာသနာလင်းစေမဲ့အလုပ်တွေမလုပ်ခဲ့နဲ့သာသနာ꿰စေမဲ့အရာတွေကိုတောင်ဦးစားပေးခဲ့တယ်။ဆိုတော့လည်းရှိပါဒီရွှေကလေးစားတော့ဆိုင်တစ်ခါတော့ခွက်တင်လဲပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအချိန်မီတားချင်းနိုင်လိုက်တယ်ဒီပုံမှာဘုရားတော်ဝင်တောင်းနေတယ် ီကိစ္စပေါ်မှာကျမဒီဘုရားဘာသာဝင်ကိုကြောက်နေတယ်ကျင်းနေတယ်ရှင်းမရှင်းမဖြစ်စင်နေမြောင်များစွာရှိခဲ့ပါလေနဲ့အရေးမယုံနိုင်ခြင်းပေါ်မှာလည်းအင်မတန်မှစိတ်ငြိမ်းချမ်းဖြစ်ရပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့နိုင်ငံထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရှိတယ်။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒီဘက်ကကျမတို့တော်တော်ခံတဲ့လူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာတိုက်ပွဲမှာတမတော်ကဘယ်လိုအမွေရခဲ့တယ်။အကြမ်းဖက်ပြီးတဲ့တွေဘယ်ရောက်တင်ခဲ့တယ်ပေါ့။တစ်ခါကလူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာအစ်တဲ့ရဲ့စစ်ကြောင်းကိုသူတို့ဘယ်လိုမျိုးမိုင်းဆွဲခဲ့တယ်၊ထုံကူတိုက်ခဲ့ခဲ့တယ်။ဒါကြောင့်မလို့စစ်သားတွေဘယ်ရောက်တင်ခဲ့ပါလဲဆိုပြီးတော့နှစ်ဘက်လုံးကသူ့ဘက်ကနိုင်တယ်၊ငါဘက်ကနိုင်တယ်ဆိုပြီးဝါဒဖြန့်မှုတွေကအခုလက်ရှိမှာအများကြီးကိုတွေ့နေရတယ်။ ဆိုတော့ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်အရင်တည်းကလည်းခဏခဏပြောခဲ့တယ်အခုလည်းထပ်ပြောမယ်။ဒါကြောင့်ခဏခဏပြောရလဲဆိုရင်အတိတ်သိရှိနေကြတယ်။စစ်ပွဲဆိုတာကဒီနေ့စစ်ဖြစ်တယ်မနေ့ကစစ်ဖြစ်တယ်မနေ့ကတိုက်ပွဲမှာတို့တို့ဘယ်လိုနိုင်ပြီးငါဘက်ကဘယ်လိုတွေ့ွားရည်ဒီနေ့တိုက်ပွဲမှာငါဘက်ကဘယ်လိုနိုင်ပြီးတို့ဘက်ကဘယ်လိုတွေ့တယ်ဆိုရက်လက်တလုံးမှာဖြစ်နေတဲ့အကြောင်းအရာပေါ်မှာစိတ်ခံစားပြီးတော့အဲ့ဒီစစ်ပွဲတစ်ပွဲရဲ့နိုင်ခြင်းရှုံးနေကိုဆုံးဖြတ်ရတာမဟုတ်ဘူး။ အဲ့ဒီနေနေမှာတစ်ဖက်နဲ့တစ်ဖက်ခြေစံတွေဖောက်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဖောက်လိုက်တဲ့ခြေစံတကောင်းရဲ့နောက်ွယ်မှာနောက်ထပ်၅နှစ်ဒီနေနေမှာဘာဖြစ်နိုင်တယ်လဲနောက်ထပ်၁၀နှစ်ဒီနေနေမှာအခြေပြုနေထိုင်တဲ့ဒေတာခံပြည်သူလူထုရဲ့အကျမ်းမာရေးစီးပွားရေးပညာရေးဘယ်အနေထားထိတွားနိုင်တယ်လဲဆိုတဲ့အနာဂတ်ကိုရှုမျှော်ပြီးသုံးသပ်ရတယ်အနာဂတ်ကိုရှုမျှော်သုံးသပ်ပြီးတော့မှတ်တာနဲ့ဒီနေနေမှာဖယ်ဘက်ကဘယ်လိုနိုင်ပြီးတော့ပြည်သူလူထုကဘယ်လောက်ထိအကျိုးခံစားခွင့်ရတယ်လဲဆိုတာကျမတို့ကသုံးသပ်ရတာဖြစ်ပါတယ်နော်ကျွန်တော်ကလက်တော်တိုက်ပွဲတွေပေါ်မှာတာယာပြီးတော့နော်ခဏတာတိုက်ပွဲတွေမှာတာယာပြီးသူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးတော့ ရေပေါ်စီလုံးနေကြပေမဲ့အမှန်တကယ်နောက်ထပ်၅နှစ်ကိုစောင့်မျှော်ကြည့်တဲ့အခါနောက်တဲ့၁၀နှစ်ကိုမျှော်ကြည့်တဲ့အခါမှာသူ့ဘက်ကလည်းမနိုင်ငါ့ဘက်ကလည်းမနိုင်မင်းနဲ့ဂျားတဲ့ကဒီတာခံပြီးတူတူတူတာဘဝတွေပြက်ပြီးအနာဂတ်တွေမဲ့သွားတော့တွေ့ရမယ်ဆိုတော့ဟုတ်ပြီလက်ရှိမှာနိုင်ငံရေးပြည်ပခါတွေကဘယ်လောက်ထိနောက်ထပ်ဘယ်နှစ်နှစ်ထိကြာမြင့်နိုင်တယ်လဲနောက်ထပ်စစ်ပွဲဘယ်လောက်ထိဖြစ်အောင်မလဲဒါအားလုံးသိချင်တယ်စစ်ပွဲတွေဘယ်တော့ကြာမှငြိမ်းချမ်းပါလဲလက်ရှိဖြစ်နေတဲ့ပြည်ပခါတွေဘယ်လောက်မှငြိမ်းချမ်းမလဲတနင်္ဂနွေလုံးတိုင်းတာနဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့သိကြပါတယ် ။ဒါမလည်းပြန်တော့မဟုတ်ပဲတော့ခါလို့ပဲပြောရပါလိမ့်မယ်။အဓိကကဗဇက်ကငင်းချင်ရင်ငင်းချင်ရင်ဘလောက်ပဲပြောနေပါစေ။မိမိတို့ရဲ့ရှင်ထဲမှာလက်နဲ့ကင်ထားတဲ့တိုင်းရင်းသားလက်နဲ့ကင်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရှင်ထဲမှာတက်မလို့ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရှင်ထဲမှာထိုင်းရင်းသားဆိုတဲ့လူတွေရဲ့ရှင်ထဲမှာဗမာဆိုတဲ့လူတွေရဲ့ရှင်ထဲနှလုံးသားထဲမှာငင်းချမ်းလို့ခြင်းနဲ့ဆန္ဒအမှန်တကယ်ရှိရလား။ရှင်ထဲနှလုံးသားထဲကဆန္ဒကတာတယ်။ကျွန်တော်တို့ငင်းချမ်းရေးအမှန်တကယ်ပေါ်ဆောင်နိုင်မယ်။ဒါပေမဲ့လက်ရှိမှာဖြစ်ဖြစ်နေတဲ့ပရိသတ်ခါကြီးကကျွန်တော်ပြောလိုက်မယ်ကျွန်တော်မိတို့မှာအသေးပြောလိုက်မယ်။နောက်ထပ်အများဆုံးကြာရင်၃နှစ်။နောက်ထပ်အများဆုံးကြာရင်၃နှစ်။အဲ့ဒီ၃နှစ်မှာ ်เนาะအခုတနည်းကိုထားတယ်နောက်တော့နည်းဒီတနည်းမှာချိလိုတိုက်ပွဲနည်းနည်းဖြစ်မယ်ဘယ်သူတွေနည်းဖြစ်မှာလဲဆိုတော့ဒီ ိုအရာကိုနည်းမည်အမိခံတိုင်းနဲ့လက်နက်ကင်နည်းမည်တဲ့မှာထိတွေ့တိုက်ပွဲဖြစ်မယ်ထိတွေ့တိုက်ပွဲဖြစ်တဲ့ဆိုတဲ့သဘောကသူ့ဘက်ကစစ်ကြောင်းနဲ့ထိုးလာလို့ငါဘက်ကစစ်ကြောင်းနဲ့ထိုးလာလို့အပြန်လဲစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်မယ်အဲ့ဒါဘယ်မှာတက်လဲဒုတိယတစ်နေ့ကြာရခါကြတော့နော်နေပြည်မှာသူ့ဘက်ကလည်းစစ်ကြောင်းထိုးတော့ငါဘက်ကလည်းစစ်ကြောင်းမထိုးတော့ဘဲနဲ့ကိုဘက်နဲ့ဒီဘက်လက်နက်ကြီးတွေနဲ့လက်မီဖြစ်တာဒရုန်းတွေနဲ့လက်မီဖြစ်တာမျိုးတွေဖြစ်မယ်တတိယနောက်ဆုံးဒီနေ့၃နှစ်ရောက်ဒီ၃နှစ်ရောက်ဆိုလို့ရှိရင်ထိတွေ့တိုက်ပွဲမဖြစ်တော့ဘူးထိတွေ့တိုက်ပွဲလည်းလုံးဝမရှိတော့ဘူးအဲစင်နာမှာတော့စစ်ဘေးရှောင်းဒုက္ခပြည်သူတွေဘယ်လိုထမင်းနဲ့နေပါရဲ့စစ်ဘေးရှောင်းဒုက္ခပြည်သူတွေဘယ်လိုမျိုးခက်ခဲနေပါလဲဘယ်လိုရောဂါတွေဖြစ်နေပါလဲဘယ်လိုဆေးဝါးတွေပြက်ပြက်နေပါလဲဆိုတဲ့အခက်အခဲဒုက္ခတွေပဲကြာရတယ် ရာတို့ကတော့နောက်သုံးနှစ်လုံးမှာထိတဲ့ drive ပွဲမှာသူ့ဘက်ကိုယ်ပဲစင်ရနဲ့အင်အားဖြည့်ပြီးအပြန်အလှန်ထိုးစစ်ဆင်ခြင်းဒီဤရဝဤရဝအမိခံတိုင်းသားလက်နက်ကိုင်ဖွဲ့အမိခံတောင်းချမ်းသူတွေလာဖြစ်တယ်ဒီသုံးနှစ်အတွင်းမှာ PD ရဲ့အမိခံချက်ဖက်တပိုင်းအနေနဲ့ကလုံးဝထိုးစစ်မဆင်နိုင်ဘူးကျွန်မအမခံတယ်ကျွန်မကျင်းတေပါအတက်ပြောရည်တယ်သူတို့အနေနဲ့ကနော်ဒီပထမတစ်နှစ်အတွင်းမှာသူတို့ကြားရမယ်ဘယ်နောက်မှာတော့စစ်တပ်ရဲ့စစ်ကြောင်းကိုခြုံခိုးပြီးတိုက်ခတ်လိုက်တယ်ဘယ်နောက်မှာစစ်တပ်ရဲ့စစ်ကားကိုဘယ်လိုမိုင်းဆွဲလိုက်တယ်ဆိုတော့နော်ပြစ်ပြစ်အဆင်ပဲရှိနေတယ်ထိတ်တာ ြတတ်တက်ပြီးတော့သူတွေကိုယ်တွေပြည့်ရဲ့ခက်ရဲ့ပြစ်နိုင်ခနိုင်ရတာလောကမရှိတရား။ဘာကြောင့်လဲဆိုတော့စစ်ပြစ်နေတာဖြစ်တဲ့အတွက်လူတွေလည်းတည်တယ်လက်နဲ့တည်တယ်ကုန်တယ်ခဲရန်နေကုန်တယ်ထိုင်ရန်ရရတွေကိုကုတရရမယ်စေးဝါးတွေကုန်တယ်။ဒါကြောင့်မလို့နှစ်ခတ်လုံးမှာလူသားရင်းမြစ်တွေအဆုံးရှုံးရတဲ့အတွက်အများဆုံးနောက်ထပ်ပြိပခါတွေနဲ့လက်ရှိစစ်ရေးပြိပခါတွေကနောက်ထပ်အကြဆုံးရှင်တုံးနေတာဖြစ်။ဒီ၃နှစ်မှာတစ်နှစ်ပတ်လုံးဖြစ်နေမှာလားဆိုတော့မဟုတ်ဘူး။ပထမအခုနာမည်နှောင်း26မှာတော့ထိတွေ့တဲ့ဘွယ်ဖြစ်မယ်။2029မှာကျတော့တော့တလားကြလို့ဖုန်ထဲမှာတရင်တစ်ပုတ်လောက်ကြားရမယ်။ဒီနားမှာတရင်တစ်ပုတ်ကြားရမယ်။ဒီနားမှာထိတွေ့တဲ့ဘွယ်ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကြားရမယ်။နောက်ထပ် ဒါက2016 2016 2016 2016 2016 2018 2018ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အနေနဲ့သူတို့ဘဝကြီးရောက်ရှိရနေလေနော်တရားဥပဒေနဲ့မှာရောက်နေတဲ့သူတွေဒီလေတရားဥပဒေဘဝနဲ့ပဲသူတို့ဘဝကဒီဝင်ချက်ရောက်ပြီးတော့သူတို့ကလမ်းဆုံးသွားပြီးတော့ကရားရင်ထဲမှာရောက်နေတဲ့ဒီကလည်းကရားရင်ကြုံဘဝနဲ့ပလောင်နေရှင်မှာရောက်နေတဲ့ PDF တွေဒီလေပလောင်နေရဲ့အခိုင်းအစေကြုံဘဝနဲ့ ကိုကန်နေမရှိမှရောက်နေတဲ့ PDF တွေလည်းကိုကန်ရောင်ဘဝနော်ရခိုင်အီရင်ရှိမှရောက်နေတဲ့ PDF တွေလည်းအေးရဲကြောဘဝနေပါဘဝနေဝင်ချိန်ကိုတို့ဇက်ကူသွားရလိမ့်မယ်တို့တို့ဒီတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာတည်တော်တဲ့မှာဆုံးပြီးတော့အီရဲကိုအီရအောင်ကြီးခံတိုင်းရတဲ့လက်နဲ့ကန်ဖက်အင်ခံထားတဲ့တောင်ချမ်းသူတွေရဲ့လက်အောက်ခံလက်ဝေခံကြောဘဝနေတာတို့တို့ဘဝတွေဇက်တင်သွားကြပါလိမ့်မယ်